မျောလင်းဆောင်စားနေကြတဲ့ရွှေစကန်းငွေစကန်းမိတ်ဆွေမိသားစုပြိတ္တအားလုံးကိုစိတ်နှဖျားချမ်းသာတည်တဲ့ချမ်းသာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်မှုနိုင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လေဂျူပန်တော်မှုနိုင်ကြပါစေခင်ဗျာ။ရွှေစကန်းငွေစကန်းအစီအစဉ်ကျွန်တော်နေ့စဉ်စူးစမ်းပြီးတင်ဆက်ပေးနေပါရယ်။အနေနဲ့ရကမိတ်ဆွေများအတွက်လည်းပဲအသုံးတည့်ကြအကျိုးထူးကြရယ်ဆိုတာပြန်လည်ကြားပြရတဲ့အတွက်ဝမ်းသာမိပါရယ်ခင်ဗျာ။ကဲအခုကတော့ဖြင့်ဂျွန်လ25ရက် ဂျွန်လာ25ရေဆိုတာမိုးဆက်မိုးပေါက်များနဲ့အတူတာယာလှပငြင်းညာနေတဲ့ကျွန်တော်တို့ရဲ့နန္ဒာကျေးဇူးရှင်အပါမင်းနိုင်ခါရဲ့မွေးနေ့မင်္ဂလာအခါသမယာလည်းဖြစ်ပါတယ်ဗျ။ကဲအပါမင်းနိုင်ခါရဲ့မေတ္တာတော်အားလုံးပေါ်မှာရောက်ရှိနှွေးထွေးလုံနှွေးနှွေးထွေးလုံကြပါစေလို့လည်းမေတ္တာပို့သားလိုက်ပါတယ်ခင်ဗျ။နော်။ကဲရှေးဦးစွာတင်းငွေသားသမီးမိတ်ဆွေများဒီလိုကိန်းမျိုးမှာကအဝေးပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေ ဆရာသမားတို့တငယ်ချင်းအပေါင်းအသင်းတို့စီမှာအကူအညီတောင်းအကြံဉာဏ်တောင်းတဲ့ကိစ္စမျိုးတွေကြိုးစားတက်ပါတယ်ခရီးသွားလာရေးနဲ့ပတ်သက်တာတွေပြည်တွင်းပြည်ပခရီးအစီအစဉ်တွေအောင်မြင်တတ်တယ်စတူတွဲပြီးလုပ်မဲ့ကိစ္စတွေစာချုပ်စာတမ်းစင်းရင်းစရာချုပ်ဆိုလုပ်ကိုင်မဲ့ကိစ္စမျိုးတွေစားတောက်ကုန်းတို့စားတောက်ဆိုင်တို့အစားတောက်မုံပဲသေးစားထုတ်လို့ဖြန့်ချီရောင်းချခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလွန်ကောင်းတယ်ကန်ထူးတတ်တယ်ထီပေါက်မဲပေါက်ဆုရတယ်လို့ကန်ထူးမဲ့အချိန်ဖြစ်ပါတယ်ဗျာပေရင်စရာပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးပေါ့နော်ကိုယ့်ဘက်ကစူးစမ်းရင်ကန်ကောင်းမဲ့အချိန်ရောက်နေပါပြီလို့ကဲဒါကြောင့် တနင်္ဂနွေသားသမီးမိတ်ဆွေများကံကြမ္မာရွှေမိုးငွေမိုးရွာတော့မှာကိုယ့်ဘက်ကအရမီခိုင်ဝင်ကြပါစေဒီလိုကဲမျိုးမှာမိတ်ဆွေအပေါင်းအသင်းဆွေမျိုးတွေကနည်းနည်းစိတ်မချမ်းမြေ့မိစရာကိစ္စလေးတော့လာပြီးကြုံရတတ်တယ်သားသမီးအောက်လင်ငယ်သားကိစ္စနည်းနည်းစိတ်ရှဝရတတ်တယ်တနင်္ဂနွေသားသမီးတွေကမိမိချစ်သူအိမ်နောင်ဘက်ရဲ့ခရီးတို့ရက်ဝေးတို့နဲ့ပတ်သက်တဲ့ဝန်တာစရာတွေအောင်မြင်မှုတွေကြုံရကြရတတ်ပါတယ်ဒီလိုနေမျိုးမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေကံရဲ့အပမိုးရရှိစေဖို့ဆိုရင် အညိုရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဆက်ပြားကလေးတစ်ခဲနဲ့တို့ခောက်ပြီးတော့ဆူတောင်းပါဘာပဲရောင်းရင်ရောင်းရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ပေါ့နော်အယောင်ဝေတို့တက်အောင်လုပ်ငန်းဆောင်တာတို့တက်အောင်ဆက်ပြားကလေးတစ်ခဲနဲ့တို့ခောက်ပြီးဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက၃ကဏ္ဍ၅ကဏ္ဍတွေဖြစ်ပါတယ်ကံရဲ့အပံမှုရဖို့ဆိုရင်တင်းငွေတွေသားသမီးတွေစေဝါတော့မဟုတ်ကျမ်းမာရေးအတွက်စေဘူးဝါကလှူဒါန်းတဲ့ကုသိုလ်ပြုတ်ပြီးတော့ကံရဲ့အပံမှုကလေးရရှိကြပါစေခင်ဗျာ ဆက်လက်ပြီးတော့တရင်မဟာတအားကြီးတဲ့တရင်လာသားသမီးများဒီလိုကိန်းကိုဟောဝါတာတော့အားရစရာပါပဲဒီချိန်ဟာလက်ရှိလုပ်ငန်းတွေကိုတိုးမှချဲ့မှအရှိန်မြင့်မှတို့လုပ်ငန်းအသစ်အစီအစဉ်အသစ်တွေစတင်မှတို့နောက်အပြိုင်အဆိုင်အကျိတ်နဲ့စူးစမ်းမယ်ကိစ္စတွေကောင်းတယ်သားသမီးအောက်လက်ငယ်သားမောင်နှမကိစ္စတွေစီစဉ်မယ်ဆိုရင်ကောင်းတယ်ရွှေတို့ရရနာပစ္စည်းလက်ဝက်လက်စားနဲ့ပတ်သက်တဲ့အစီအစဉ်များလည်းအောင်မြင်နိုင်တဲ့အချိန်ဖြစ်ပါတယ်ပြိုင်ပြိုင်ဆိုင်ဆိုင်ကြိတ်ကြိတ်နဲ့နဲ့နဲ့အောင်မြင်မှုရတာတော့ကိန်းဖြစ်ပါတော့ကြောင့်ကဲအားထုတ်ပြီးတော့စူးစမ်းကြပါစို့တင်းလာသားသမီးများခင်ဗျာတင်းလာသားသမီးတွေက လူကြီးမိဘဆရာသမားတွေနဲ့အစမပြေအထင်ကိုလေးတော့တရိထားမိမိချစ်သူအိမ်တောင်ဘက်ရဲ့ထူထူခြားခြားဝမ်းသာစရာကြီးကြီးမားမားတော့ဂျုံရတာပါတယ်တင်းငလာသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်အစိမ်းအောင်များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရှောက်သီးလေးတစ်လုံးသို့မဟုတ်ရှောက်ရုံအထုပ်လေးတစ်ထုပ်နဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏန်းတွေက၄ကဏန်း၆ကဏန်းတွေဖြစ်ပါတယ်ခင်ဗျာကဲတင်းလာသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင် တံပရာရေကလေးမြတ်စွာဘုရားမှာပဲလူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုလူတန်းဒါနပြုပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအပေါင်းအနှံချင်းငါကိစ္စတွေကြွေတောင်းမှာတို့ပတ်စံချီးကျင်းတာတို့အချွေးဆက်ချင်တာတို့ဝင်ငွေလာသာတို့ဖို့ကြိုးစားတာတို့ကောင်းတယ်တံမိုးကြီးပစ္စည်းဝယ်ခြင်းရောင်းခြင်းတွေကောင်းတယ်ယာရုကုန်ရှင်ကိစ္စတို့ခုလုပ်ငန်းကိုဘွားကိုအရှိန်အဆင့်အတန်းမြင့်တင်မဲ့ကိစ္စမျိုးတွေအောင်မြင်နိုင်တဲ့ကိန်းဖြစ်ပါတော့ကြောင့် ပဲဘဝတဆင့်မြင့်မှုအခြေအနေခွန်းလန်းကောင်းတွေပေါ်ပါလိမ့်မယ်ကိုယ့်ဘက်ကအယမိစ조사နိုင်ကြပါသေးခင်ဗျာမိမိဥဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလန်းတဲ့ပင်တွေလည်းတက်လို့ရတာပါတယ်အင်းငါသားသမီးတွေကမိမိချစ်သူအိမ်တောင်ဘက်ရဲ့ငွေကြီးဝမ်းသာစရာလည်းကြားအောင်ရတဲ့အင်းငါသားသမီးများကံရင်အပမို့ရဖို့ဆိုရင်အနှစ်ရောင်ခရမ်းရင်အပြာရင်များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆဲပါရန်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတက်ခဲလေးတစ်ခဲနဲ့တို့ခောက်ပြီးတော့စုတော့မှာဒီနေ့ကိုတွေ့ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေကခုံကဏ္ဍနှစ်ကဏ္ဍ ကံရဲ့အပမိုးရဖို့အင်္ဂါသားသမီးများကြက်တုံကျော်တို့မို့လည်းခုကြက်တုံပေါင်းဆိုတာလေးတွေပေါ့နော်ကြက်တုံနဲ့ပတ်သက်တာလှူဒန်းပြီးတော့ကံရဲ့အပအမိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ယရနာထုတ်တွင်နဲ့မြို့မဲ့မဟာဗုဒ္ဓဗုဒ္ဓသားသမီးတွေဒီလိုကိမျိုးမှာပညာရေးနဲ့ပတ်သက်တာတွေသင်ကြားရေးသင်ယူရေးကြောင်းသင်တန်းစာမေးပွဲအင်တာဗျူးဆိုင်ရာကိစ္စမျိုးတွေဦးစားပေးကြိုးစားတဲ့နဲ့မြေကိစ္စဖုန်းကိစ္စအမွေကိစ္စတွေအောင်မြင်တတ်တယ်စိတ်စနိုးစနောင်ဖြစ်စရာလေးတွေစိတ်နှက်ခွဖြစ်စရာလေးတွေတော့တတိထားအဲ့တော့သူများပြဿနာမှာညံ့ညက်တာ စိတ်ရှုပ်ပြီးအိမ်ကအလုတ်ကထွက်သွားခြင်းတိတ်တော့ပေါ်တတ်တယ်ဒီလိုအချိန်မျိုးမှာလက်ရှိအလုတ်လက်ရှိနေရာမှာမှေ့ပြီးတော့စူးစမ်းတင်ပါတယ်အထွက်အပြောင်းကိစ္စတွေကိုအလင်းစလို့မဆုံးဖြတ်တင်လေးပါဘူးကဲဒီလိုကိမျိုးမှာပௌဒုသားသမီးများမိမိချစ်သူအိမ်တော်ဘက်စီကယာတူးတို့စာမေးပွဲတို့အောင်မြင်တဲ့တဲ့ငါမှုကြားတတ်တယ်ကံရဲ့အပမို့ရဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဗတောက်ဂိုင်းလေးတစ်ဂိုင်းနဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်း ဒီနေ့ကံကောင်းလိုက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက၅ကဏ္ဍခုကဏ္ဍကံရဲ့အပမို့ရဖို့ဆိုရင်မုံအထုတ်လိုက်ဘာမုံဖြစ်ဖြစ်မုံထုတ်လိုက်လှူဒန်းပြီးတော့ကံပွင့်ကံမြင့်ကြပါသည်ကံရဲ့အပမို့လေးရရှိကြပါသည်ခင်ဗျာဆက်လက်ပြီးတော့ရရနာထေးမဲ့ကြာရပေးသားသမီးများဒီလိုကိမျိုးမှာကလေနိုင်ငံသားနဲ့ပတ်သက်တဲ့ရွေကျက်အစီအစဉ်တွေဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်လေလံကန်ထရိုက်ဆန်တဲ့လုပ်ငန်းမျိုးတွေပွဲစားအကျိုးဆောင်ဆိုင်ဆန်လုပ်ငန်းမျိုးတွေအထယ်ထိပ်ဖက်လျှက်စစ်ပစ္စည်းကိစ္စတွေအထူးကထားပြီးစူးစမ်းတဲ့ကိုကိစ္စအပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စတာရေးနာရေးကိစ္စတွေနဲ့နည်းနည်းလေးတော့ ခေါင်းစားရတဲ့ကင်းညလူဝစိတ်တို့လွယ်ပေါက်ခွဲလွယ်ပြီးတော့စိတ်လိုက်မှပါအပြောမှအလုံးမှငွေမှပစ္စည်းမှကိစ္စလေးတော့သတိထားပါလိမ့်မယ်ပြုအဲ့တော့ခေါင်းအေးအေးနဲ့အရေးကြီးတဲ့ကိစ္စတွေကိုညှိနှိုင်းတိုင်ရမယ်မင်းနဲ့ဆောင်ရွက်တင်ပါတယ်ကြာရေးသားသမီးမိတ်ဆွေတွေကမိမိချစ်သူအိမ်တော်ဘက်မှာသူ့လူကြီးသူမဆရာသမားတွေနဲ့အဆင်မပြေအထက်ငုံကိစ္စလေးတွေလာကြုံရတတ်တယ်ကြာရေးသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင် အနဲ့ရောင်တို့ခရမ်းရင်တို့အပြာရင်တို့အယောင်ရင်ရင်အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်မီအားကောင်းကောင်းနဲ့ထိုးပြီးတော့ဆူတောင်းပါဒီနေ့ကံကောင်းလက်ရွှင်တည်မဲ့နံပါတ်၄နံကဏ္ဍတွေက၅ကဏ္ဍ၈ကဏ္ဍကံရင်အပမိုးရဖို့ဆိုရင်ကြာသပတေးသမီးများမုံဟင်းကားလှူဒန်းဒါနာပြု၍ကံရင်အပမိုးလေးရရှိကြပါစေခင်ဗျာကဲဆက်လက်ပြီးတော့စိန်ရွှေကြောက်ရဏနာတွေဇဲတောက်ကကစားမဲ့တောက်ကြသားသမီးများအလှဒီလိုကိမျိုးမှာကအပြောင်းလဲတွေအစ်အစန်းတွေအချိုးအကွေ့တွေအလွန်ကောင်းတယ် လူတယောက်ရဲ့ဘဝမှာထိတ်ဆုံးဝင်လက်တက်သွားနိုင်တယ်လို့အောက်ဆုံးလည်းပြုတ်ကျသွားနိုင်တယ်။ကိုယ့်ဘက်ကပြ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 စူးစမ်းနိုင်တဲ့ကိစ္စတွေမှာအောင်မြင်မှုကြီးမားတာပြီးတော့မပိုင်မပြီးမပြင်းမဆိုးမမှုသွားလုပ်ခဲ့ရင်လည်းပဲဆုံးရှုံးနေတာမှကြီးမားတတ်တယ်ဆိုတာသတိထား။ဒါကြောင့်ဖြူမာစုဖြူမဲမာစုမဲဒုံဒုံချအပြောင်းအလဲတွေအစ်စ်အစနဲ့ဦးစားပေးခရီးကိစ္စဦးစားပေးနည်းနည်းလေးရန်ရွယ်အနောက်ရှက်များတာကိုသတိပြုပါ။တောက်ပြသားသမီးတွေမိမိချစ်သူအိမ်တော်ဘက်နဲ့နည်းနည်းလေးညှိမြနှိုင်းမြစိတ်သဘောကွဲကြလေးသတိပြုပါ။ဒီလိုကိမျိုးမှာတောက်ကြသားသမီးတွေကံရဲ့အပမို့ရဖို့ဆိုရင် အပြာရောင်တို့ပန်းရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်အုံညွန့်ကလေး၆ညွန့်ပို့ပြီးတော့အုံညွန့်ကလေး၆ညွန့်နဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရိုက်ပို့ပြီးတော့ဆူတောင်းဒီနေ့ကိုတော့ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေက၁ကနန်း၆ကနန်းကံရဲ့အပမိုးရဖို့ဆိုရင်တရက်ရိုးတရက်သီးတို့တရက်သီးဖြောရီးတို့လှူဒါန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကံရဲ့အပမိုးကလေးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကလုပ်ငန်းအသစ်စတာတို့ ထူထောင်တာတို့အခြေတဲတာတို့အစပြိုးတာတို့ယင်းနှိမ့်မြုံနံတာတို့ကုန်ပစ္စည်းတုံလောင်တာတို့ပြုလို့တဲ့နေ။ညှိမြနိုင်မြဖြစ်နေတဲ့သူတွေနဲ့ညှိကြနိုင်ကြမယ်ဆိုရင်ကောင်းတယ်။စက်တူတွဲပြီးလုပ်မဲ့ကိစ္စတွေအစအဦးနေရထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေစူးစမ်းတဲ့နေ။လူကြီးမိဘဆရာသမားတွေစီမှာတွဲရောက်တွေ့ဆုံအကူအညီတောင်းရင်းညှိနှိုင်းရင်းကိစ္စတွေလည်းပြုလို့တဲ့နေ။စိတ်အေးအေးခေါင်းအေးအေးနဲ့အားတင်းပြီးစူးစမ်းတဲ့အချိန်နည်းနည်းလေးစိတ်ရှုပ်စရာလေးတွေငွေကိစ္စပစ္စည်းကိစ္စစိတ်မောစရာလေးတွေရှိတတ်ပေမဲ့အားခဲ့ပြီးတော့စူးစမ်းတဲ့နေမျိုးဖြစ်ပါတယ်။ကဲ။ အားခဲစူးစမ်းခြင်းအတိအပွင့်မကြခင်ခံစားရပါလိမ့်မယ်။စနေသားသမီးတွေကမိမိချစ်သူအိမ်အောင်ဘက်အဖိုးတံပစ္စည်းနဲ့ပတ်သက်တဲ့ဝမ်းသာစရာအောင်မြင်မှုကြုံရတတ်တယ်။ကံရဲ့အပံမိုးရဖို့စနေသားသမီးများအနီရောင်တို့ချက်သွေးရောင်တို့ခရမ်းရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းများကိုဇွန်ကလေးတစ်ချောင်းနဲ့တို့ခောက်ပြီးတော့ဆူတောင်းပါ။ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေက1ကနန်း3ကနန်း။ကံရဲ့အပံမိုးရဖို့ဆိုရင်အာလူးကျော်အာလူးဟင်းစသဖြင့်အာလူး မြတ်စွာဘုရားမှာပဲလူလူအပေါင်းသမီးတွေကိုပဲဒါနာပြုပြုအဲ့ဒီလူဒါနာကုသိုလ်လေးပြုပြီးတော့ကာယအပမိုးရရှိကြပါစေကျွန်တော်မိတ်ဆွေအားလုံးအားလုံးကဲရွှေစကားငွေစကားအစီအစဉ်ကိုဝင်ကြည့်မိတာနဲ့ကိုပဲဘဝအမောလေးပြေပြေအောင်တက်လေးတွေအကြည်တက်အလင်းတက်အပွင့်တက်လေးတွေလည်းရရှိကြပါစေကာညာဝရိယ၃ချက်လုံးအကောင်းအောင်လဲဂျိုးပန်းတော်မူနိုင်ကြပါစေခင်ဗျာ